ားလုံးပဲမင်္ဂလာပါခင်ဗျလက်ကီဒူဒီ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်တို့16ရက်နေ့မနက်ကတော့အရန်ွက်တဲ့ကထွက်သွားတာပေါ့ခင်ဗျာနော်45ဆိုတော့ကျွန်တော်တို့အရန်တဲ့ကထွက်သွားတယ်ဟုတ်ပြီနော်ဒါက16ရက်နေ့မှာကျွန်တော်တက်ပြတာလည်းခဏနေ main ွက်ကကျွန်တော်တို့2369နဲ့နော်မနက်ပိုင်းရတော့ဒီမှာ45ဒါလိုက်ထွက်သွားတော့ပေါ့ခင်ဗျာနော်ထိတ်နေပိနေဒါလိုက်ထွက်တယ်အရန်တဲ့က ညနေပိုင်းက80နဲ့တော့လာမပါဘူးပေါ့ခင်ဗျာเนาะမနက်ပိုင်းကတော့45တာလိုက်ထွက်တယ်အရန်ကွက်ကယူပဲထွက်တယ်ခုနေ့ကလည်းဆက်စီရဲ့နေ့ကလည်းကျွန်တော်အရန်ကွက်ကပဲထွက်တယ်ခင်ဗျာเนาะအခုလည်း16ရက်နေ့ကလည်းအရန်ကွက်ကပဲထွက်တယ်အခုကျွန်တော်20ရက်နေ့အတွက်တွက်ပြပေးပါမယ်ခင်ဗျာเนาะ20ရက်နေ့အတွက်ကျွန်တော်တို့ပထမဆုံး7နိုင်10မိနစ်အတွက်ထိပ်စီးပိုင်းလေးကိုကျွန်တော်စပြီးတွက်ပေးမယ်ခင်ဗျာเนาะပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်တို့စကြည့်ပေးပါ နော်ပထမဆုံးကျွန်တော်ထေစီပိုင်းလေးကိုကြည့်မယ်ဆိုရင်ထေစီပိုင်းလေးဟာဒီဟာကျွန်တော်တို့6ရက်3ရက်ဟုတ်ပြီနော်6နဲ့3ရက်နဲ့ပေါင်းချင်းကကျွန်တော်တို့6နဲ့3ရက်နဲ့ပေါင်းတော့ကျွန်တော်တို့600ရတယ်ဟုတ်ပြီနော်600ရတယ်6ရက်ကျွန်တော်တို့ပါဝါက1နော်6ပါဝါ1ဆိုတော့ကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့ဒီမှာကျွန်တော်တို့6ထေစီယူလိုက်မယ်6ထွက်သွားတယ်နော်6ထိတ်ထွက်သွားတယ်6 3ရက်ပေါင်းချင်းက6ပါဝါ1 ကျွန်တော်6ဒေစီထွက်သွားတယ်ဒီမှာเนาะနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နောက်ဆုံးတစ်ခုကဒီက9 4ရက်1ရက်ပေါင်းချင်းကကျွန်တော်9ရတယ်9ရက်ပေါင်းဝါက3ညဟုတ်တယ်เนาะ9ပေါင်းဝါ3ညဆိုဒီမှာလည်းကျွန်တော်3ညထိတ်စီထွက်သွားတယ်ခင်ဗျာဟုတ်ပြီเนาะ၄နဲ့၁နဲ့ပေါင်းတော့9 9ရက်ပေါင်းဝါ3ည3ညထိတ်စီထွက်ထားပါတယ် ။အဲကြောင့်မို့ကျွန်တော်20ရက်20ရက်နေ့17နာရီတမနစ်အတွက်ကကျွန်တော်ထိတ်စီရနှလုံးရအောင်ပဲနော်။၄နဲ့3နဲ့ပေါင်းခြင်းက9 9ရက်ပေါင်းဝါက2နော်။9ပေါင်းဝါ2ဆိုတော့ကျွန်တော်တို့က2ခွန်ထိတ်စီရမယ်။9ရက်9ရက်နေဟုတ်ပြီနော်9နဲ့2နဲ့ကျွန်တော်ထိစီရအောင်သွားပြီ9ပေါင်းဝါ2ဆိုတော့9နဲ့2နဲ့ထိစီရအောင်အပေါ်မှာကျွန်တော်နှလုံးယူလာတဲ့အတွက်9နဲ့2နဲ့ကျွန်တော်ထိစီရသွားပြီ ဒါကကျွန်တော်တို့72နာရီ20ရက်နေ့72နာရီ10မိနစ်အတွက်ထိတ်စီပိုင်းလေးပါခင်ဗျအခုအပိတ်လေးကိုကျွန်တော်တွက်ပြပေးပါမယ်နော်အပိတ်လေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်ကဏ္ဍလေးကပေကနန်လေးရတော့ဒီ၅လုံးပေါင်းချင်းပေါ့ခင်ဗျာเนาะဒီမှာ၈ရယ်၃ရယ်เนาะ၈၃ခုနှစ်ပြီးတော့ဒီကကျွန်တော်တို့၈ရယ်၃ညရယ် เนาะ7383ညပေါင်းချင်းဒီမှာဆိုရင်10 176 26 26ဆိုတော့6ရက်ကျွန်တော်နှက်ခက်က9ဟုတ်တယ်เนาะ6ရက်နှက်ခက်က9ဆိုတော့ဒီမှာကျွန်တော်9အပိတ်နဲ့69ဆိုပြီးနှက်ခက်တွေ့ထွက်လာတယ်ခင်ဗျဟုတ်ပြီเนาะ7383ည3ပေါင်းချင်းက10 10ဆင်းဆင်းနဲ့ပေါင်းက16 20နဲ့6 3ညနဲ့ပေါင်းတော့26 6ရက်နှက်ခက်က9 9အပိတ်ထွက်လာတယ် နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နော်နောက်တစ်ခုလည်းဒီအတိုင်းလေးပဲတောင်းမယ်ခင်ဗျာကျွန်တော်တို့ဒီမှာ9ရက်9ရက်10ရက်9ရက်ဒီက10ရက်ဟုတ်ပြီနော်9နဲ့9နဲ့ပေါင်းတော့12 10နဲ့ပေါင်းတော့73 9နဲ့ပေါင်းတော့20 21 21 10ရဲ့နှစ်ခက်က8ခင်ဗျเนาะ10ရဲ့နှစ်ခက်က8ဆိုတော့ဒီမှာကျော်တို့8ပိတ်နဲ့3ည8ထွက်လာတယ်ခင်ဗျဒီနေ့လုံးပေါင်းခြင်းက7နှစ် တင်းနဲ့ပေါင်း73ခုနှစ်နဲ့ပေါင်း20တင်းနဲ့ပေါင်း21တရက်နှစ်ခတ်ကရှင်းရှင်းပိတ်နဲ့38ထွက်သွားတယ်เนาะ72နိုင်10မိနစ်မှာကျွန်တော်တို့ပိတ်နိုင်ကြည့်ရှိတဲ့ကဏ္ဍကတော့ဒီဟာ43ပေါင်းခြင်း6ပေါင်းခြင်း3ပေါင်းခြင်း3ပေါင်းခြင်းဟုတ်တယ်เนาะ1 2 3 4 5လို့ပေါင်းခြင်းဒီမှာဆိုရင်ကျော်6နဲ့4နဲ့ပေါင်း10 333ဒီ9ဆိုတော့19ပေါ့ခင်ဗျာเนาะ19 19ဆို9ရဲ့နှက်ခတ်ကကျွန်တော်6 ဒါကြောင့်အပိတ်ကကျွန်တော်တို့6ပိတ်တယ်6ပိတ်ပြီမဲ့86ရဲ့26ရဲ့ဒါကတော့တွက်နေ့တိုင်းကြာခဲ့တယ်ကျွန်တော်တို့7နိုင်20ရက်နေ့7နိုင်10မိနစ်အတွက်ခဏန်းကွက်နှစ်ကွက်ပါခင်ဗျာเนาะ86ရဲ့26ရဲ့ဒါကတဲ့ main ကွက်ထိုးရမယ်เนาะတင်ကွက်ထိုးရမယ်ခဏန်းပါ9 26တကွက်ထိုးရပါမယ်ခင်ဗျာเนาะအခုကျွန်တော်ညနေ4နာရီခွဲအတွက်ကျွန်တော်ပြတယ်20ရက်နေ့ညနေ4နာရီခွဲကိုကြည့်ပြပါခင်ဗျာเนาะ 20ရက်နေ့ညနေ4နာရီခွဲမှာကျော်လာဘာနဲ့ဘာနဲ့တော့ဖြစ်မလဲဆိုတော့ဒီနှလုံးပေါင်းခြင်းဟုတ်နော်ဒီမှာ3နဲ့5နဲ့ပေါင်းခြင်းကကျော်လို့800 8ရက်နှက်ခတ်က1ဟုတ်ပြီနော်8ရက်နှက်ခတ်က1ဆိုတော့ဒီမှာကျော်တော့1ထိပ်စီထွက်လာတယ်ခင်ဗျာနော်3 5ပေါင်းခြင်းက8 8ရက်နှက်ခတ်က1 1ထိပ်စီထွက်လာတယ်နော်အဲ့ဒီတိုင်းပဲနောက်တစ်ခုကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်9နှစ်ပေါင်းခြင်းက9နှစ် ခုနှစ်ရဲ့နှက်ခတ်က၃ညဒီမှာကျောတော့ခုနှစ်ကိုပဲယူမယ်ဒီမှာခုနှစ်ထိပ်စီထွက်လာတယ်ဟုတ်ပြီနော်ခုနှစ်ထိပ်စီထွက်လာတယ်နောက်20နှစ်ညနေ၄နာရီခွဲအတွက်ထိပ်စီရဒီနှလုံးပေါင်းခြင်းက၈၈ရဲ့နှက်ခတ်က၁ဟုတ်ပြီကျွန်တော်တို့၈ရဲ့နှက်ခတ်က၁ဖြစ်တဲ့အတွက်ထိပ်စီပိုင်းကကျွန်တော်တို့က၈ရတယ်ဆိုထိပ်စီရနော်၈ရဲ့၁ရဲ့ဆိုပြီးတော့ကျွန်တော်ထိပ်စီနှလုံးရသွားတယ်ခင်ဗျနော်ထိပ်စီနှလုံးရသွားပါပြီ ခုအပိတ်လေးကိုဆက်ပြရမယ်လေညနေ၄နာရီခွဲ20ရက်နေ့ညနေ၄နာရီခွဲအတွက်အပိတ်က8เนาะအပိတ်က8ဆိုတော့ဒီနှစ်၃လုံးပေါင်းခြင်းပေါ့ခင်ဗျာเนาะဒီဟာ8ရက်9ရက်ပြီးတော့ဒီဟာ8ရက်ဟုတ်ပြီเนาะ8 9 8ပေါင်းခြင်းကကျွန်တော်တို့7ကြောင်း21 21ဆိုတော့1ရက်နှက်ခက်က8 ဒီမှာကျွန်တော်ရှစ်အပိတ်ထွက်သွားတယ်ရှစ်ငါရှစ်ပေါင်းခြင်းက16 9နဲ့ပေါင်းတော့21တည်းတည့်ရက်နှစ်ခတ်ကရှစ်ရှစ်အပိတ်တစ်ရှစ်ထွက်သွားတယ်နောက်တစ်ခု9နဲ့2နဲ့ပေါင်းတော့9ဒီက9နဲ့ပေါင်းတော့16 6ရက်နှစ်ခတ်က9ဒီမှာ9အပိတ်ထွက်သွားပြန်ပြီခင်ဗျာနော်ခုနှစ်နဲ့ဒီ74နှစ်နဲ့ပေါင်းတော့76 6ရက်နှစ်ခတ်က9 9ပိတ်နဲ့82ကိုထွက်လာတယ် ဒါကြောင့်မို့လာမယ်ကျွန်တော်20ရက်နေ့ညနေ4နာရီခွဲမှာ453ပေါင်းချင်းเนาะ453ပေါင်းချင်းက9 72နှစ်ရက်နှက်ခတ်က4ဟုတ်ပြီเนาะနှစ်ရက်နှက်ခတ်က4ဆိုတော့ကျွန်တော်က4ပိမ့်မယ်84414ဒါကအနဲ့ညတ်အတွက်4ခွက်ပေါ့ခင်ဗျာเนาะမနဲ့နဲ့ညနဲ့ပေါင်းမှာကျွန်တော်4ခွက်ပဲထွက်ခဲ့ပါတယ်အပြန်နဲ့လှန်ဆို6ခွက်ပေါ့เนาะဒါက main ခွက် အဲ့ဒီမှာမှာအရန်ကွက်ထိုးကျင်တဲ့လူဒီလိုမျိုးเนาะကျွန်တော်16ရက်နေ့မှာအရန်ကွက်ဓာတ်လိုက်ထွက်တယ်၄ငါကျလိုမျိုးပဲခွန်ပါဝါ2 9ရက်နှက်ခတ်က3ကြ9နှက်ခတ်6 9ပါဝါ4 6ရက်နှက်ခတ်က10 10ပါဝါ3 2ရက်နှက်ခတ်က4 2ရက်ပါဝါ9เนาะအဲ့ဒီမှာတွဲမဲ့ဆိုရင်ခွန်9ခွန်6ခွန်4ခွန်6ကမိန်ကွက်เนาะခွန်6ကတော့မိန်ကွက်နောက်တစ်ခု2 9 2 6 2 4 2 6ကမိန်ကွက် နော်39 36 34 400 400 main ခွက်အော် sorry အရန်ခွက်ပေါ့နော်နောက်တစ်ခုကြည့်မယ်ဆိုရင်ကျွန်တော်တို့82 84 80 84က main ခွက်နော်နောက်1နဲ့ကြည့်မယ်ဆိုရင်1 2 14 14က main ခွက်10ခွန်အရန်ပြီးရင်3 3နဲ့34 3ခွန်ကတော့အရန်ပေါ့နော်အဲ့တော့မကုနာတော့ညနေထိတ်ဆိုညနေထိတ်ကနှလုံးဆိုတော့ကျွန်တော်6ပိတ်မှာ16เนาะ16ရှိမယ်16ရှိမယ်နောက်တစ်ခု မနက်ပိုင်းဆိုရင်ခွန်၄ရှိမယ်နှစ်၄ရှိမယ်နော်ခွန်၄နှစ်၄ထိုးလို့ရတယ်ခုနကသူကျွန်တော်တွဲပေးသလိုမျိုးတွဲပေါ့ခင်ဗျာနော်အားလုံးပဲကျွန်တော်တို့20ရက်နေ့မှာအားလုံးမနက်ဝညာရောကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ